ရှော့မတွက်နဲ့တားငယ်သည်အိယာထအလွန်ပြင်းသူဖြစ်သည်တားရီ၈နာရီထိုးတော့မယ်မထသေးဘူးလားလာပြီမမေသို့တော့တားငယ်ကအခန်းထဲကထွက်မလာမမေကအခန်းထဲဝင်ကအိယာထဲကအတင်းဆွဲထုတ်လာသည်မမြလုံးသားရဲ့အကြောင်းနောက်ကြလိမ့်မယ် သားငယ်ကအိမ်သာတက်သည်အိမ်သာထဲတွင်ကြာနေပြန်သည်မိမိကတကားကိုသွားထုတ်ပြီးအခုထွက်ခဲ့တော့ကြောင်းနောက်ကြတော့မယ်သားကရေချိုးသည်နနက်စာစားသည်မြ мян လောက်ပါသားရဲ့ကြောင်းနောက်ကြနေပြီမိမိကသားကိုဆွဲကကြောင်းကိုပြေးရသည်ကြောင်းတက်နေပြီကြောင်းတကားပိတ်ပြီမိမိက ဂိဝရရက်နေတော့ဆီယာမကိုတောင်းပန်ရသည်ကျမစောစောမနှို့လို့ဖြစ်ရတာပါတောင်းမမာတယ်ဆီယာမကျောင်းနောက်ကျတဲ့သူတွေဆီယာမကြီးရုံးငန်းကိုလာဖို့မှားထားပါတယ်ခလေးကိုခေါ်ပြီးဆီယာမကြီးရုံးငန်းကိုသွားပါရှင်မိမိကသားကိုခေါ်ပြီးဆီယာမကြီးရုံးငန်းကိုရောက်လာသည်ဆီယာမကြီးရှင်ကျမသားနဲ့ကျမကမနဲ့အတိုင်းပြဿနာပါပဲသားကအိယာထသိပ်ပြင်းတာရှင့် အဲ့ဒါဆရာမကြီးဆုံးမပေးပါအောင်ရှင်။ကောင်းပြီလေ။ကျွန်မပြောပါမယ်။ကဲတာလာခဲ့ပါအောင်ဆရာမကြီးရှိကို။တားငယ်ကဆရာမကြီးရှိပင်လက်ပိုက်ပြီးရန်နေသည်။တာဆရာမကြီးပြောတာအောင်နားထောင်စမ်း။တားကိုပုံမြင်လေးတပုတ်ပြောပြမယ်။ပုံမြင်ထဲမှာငှက်နှစ်ကောင်ရှိရယ်ကွယ်။တကောင်ကစောစောထပြီးအစာရှာတယ်။တီကောင်လေးတွေကို သူလဲစားတယ်သူ့ကလေးတွေအတွက်လဲပြန်ယူလာပြီးတော့ကျွေးတယ်နောက်ငတ်တကောင်ကတော့တိတ်ပြီးတော့ပြင်းတယ်အိယာထားလဲနောက်ကြတယ်သူ့အိယာထားတဲ့အချိန်မှာနေကပူနေပြီမြေကြီးတွေကတီကောင်တွေကလဲထွက်မလာတော့ဘူးအဲ့ဒါကြောင့်သူ့မနှက်တိုင်းအစာငတ်တယ်กว่าသိလားကဲတောင်းအောင်မေးမယ်အခုဆရာမကြီးပြောတဲ့ပုံမြင်ကနေသားဘာတွေကိုသင်ခန်းစာရလိုက်တယ်လေဟုတ်ကဲ့ဆရာမကြီး စောစောထားတဲ့တီကောင်ကငှက်အစားခံရတတ်တယ်တဲ့။ခလေးတွေကို ရှော့မတွက်ပါနဲ့။ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာ နေ့စဉ်နားဆင်နိုင်ပါတယ်။ အခုလိုအဖိုးတန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့အေးစေးအဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ယင်းအေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမေတ္တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။